ကျန်းမာရေးအတွက်တို့အကြံပေးထားတဲ့အသုံးပြုရန်တင့်တော်တဲ့အထူးသဖြင့်နှလုံးကျန်းမာအောင်ကိုလက်စထရောအန္တရာယ်မရှိအောင်ပဲပိဆက်စီနေကြာစီမြေပဲစီနှင်းရွက်စီအထူးသဖြင့်အစီအစံတွေကနေပြီးတော့ထုတ်လုပ်ပြီးရရှိလာတဲ့စီမျိုးစားတွေမှာခန္ဓာကိုယ်အတွက်ကျွန်တော်တို့မသိသေးတဲ့ရလဒ်တချို့ရှိပါအခုဆိုရင်ကျွန်တော်တို့အမြင်နဲ့ကိုင်းလာကြပါပြီအရင်တုန်းကတော့တကြားအပါဝင်ကာဗိုဟိုက်ဒရိတ်တွေကိုခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိစေတယ်လို့ဘယ်လိုပဲပြောခဲ့ပြောခဲ့အချိန်ကြာမြင့်လာတာနဲ့အမျှ အဟာရတွေကတဖြည်းဖြည်းနဲ့ချို့တက်လာကြတယ်ဆိုတာလူတိုင်းသိလာကြပါတယ်။အဲ့ဒီချို့တက်မှုအချိန်ကာလတစ်ခုလုံလောက်လာပြီဆိုရင်အနာရောဂါတွေစပြီးဖြစ်လာကြပါတယ်။ဆိုတော့ကျွန်တော်ဒီအကြောင်းလေးကိုဆက်မပြောခင်မှာဒါမျိုးဆေးတွေဒီဆေးတွေဒီဆေးတွေကရောဂါကိုမကခွင့်နိုင်ပါဘူး။ကြောက်ကင်းအောင်လည်းသူတို့မတက်နိုင်ကြပါဘူး။ရောဂါရဲ့လက္ခဏာကိုထိန်းထားပြီးုံတာတက်နိုင်ပါတယ်။ဆိုတော့ကျွန်တော်တို့သွားပြီးတော့တိုင်ပင်ကြတယ်။ကျွန်တော်သိကြပါတယ်60ရာခိုင်နှုန်းလောက်က အစားအသောက်နဲ့ပတ်သက်ပြီးဓာတ်ရက်ကိုဦးစားပေးပြီးမေးမြန်းခြင်းမရှိပါဘူး။ယောဂရဲ့ဇင်မြစ်ကိုရှာဖွေဖော်ထုတ်ခြင်းမပြုဘဲနဲ့ဆေးတွေကိုအသုံးပြုနေခြင်းကအဲ့ဒီသုံးပြုတဲ့ဆေးကြောင့်ဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကိုနောက်ဆေးတစ်မျိုးရဲ့အကူအညီကိုယူနေရပြီးအဲ့ဒီကူညီယူနေရတဲ့ဆေးကြောင့်ခန္ဓာကိုယ်အငြင်းမဖြစ်အောင်နောက်ဆေးတစ်မျိုးကအငြင်းရန်ကူညီဖို့လိုအပ်နေပါတယ်။ဆိုတော့ဒီနိစနစ်ကြီးကယောဂရဲ့လက္ခဏာကိုထိန်းထားပေးုံသာဖြစ်ပြီးတော့ဆေးဝါးထုတ်လုပ်တဲ့ဆက်ယုံလေးဆေးဝါးကုမ္ပဏီတွေအတွက် ဝယ်လိုအားဖို့သာတိုးတက်စီပါတယ်တကယ်လို့သာယောဂရဲ့ဇင်းမြစ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင်ဒီအခြေအနေတွေအားလုံးကိုဖြည့်ရှင်းနိုင်မှာပါဆိုတော့ယောဂရဲ့ဇင်းမြစ်ကိုဘယ်လိုရှာဖွေဖော်ထုတ်ကြလဲဒီနေ့မှကျွန်တော်တခုပြောချင်တာဒီမှာဖတ်လို့ရမှာပါ vegetable cooking oil အရွက်တွေကပဲတန့်စင်ပြီးတော့ထုတ်လုပ်ထားတဲ့ကြည်လင်ပြီးတန့်စင်တဲ့စီမျိုးစားပါနှလုံးကိုထိခိုက်စေတဲ့ နှလုံးအန္တရာယ်ဖြစ်စေတဲ့ကိုလက်စထရောပါဝင်မှုကလည်းဒီမှာကြည့်မယ်ဆိုရင်ကိုလက်စထရော free ပါအဲ့လိုရမှတင်ပါတယ်ကိုလက်စထရော free ပါကိုလက်စထရောပါဝင်မှုမရှိပါဘူးနှလုံးအတွက်လည်းအန္တရာယ်မရှိပါဘူး DC မျိုးစားဆိုရင်နေကြာစီကနေထုတ်လုပ်ထားတာပါနေကြာစီပါတန့်စင်ပြီးတော့ကြည်လင်နေတဲ့နေကြာစီမျိုးစားပါပါဝင်တဲ့အာဟာရတွေ nutrition fats ကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင် ကြားပါဝင်မှုမရှိပါဘူးခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ transfer ကလည်းပါဝင်မှုမရှိပါဘူးကျွန်တော်တို့ဝမ်ဘိုက်ကနေပြီးတော့ခြေဖြတ်နိုင်ခြင်းကိုမပြုတ်နိုင်နဲ့မခြေဖြတ်နိုင်နဲ့ gluten ပါဝင်မှုလည်းမရှိပါဘူးနောက်တစ်ခုက FDA ကခွင့်ပြုထားတဲ့သတ်မှတ်ထားတဲ့ saturated fats ကလည်း 2g ပဲပါဝင်နေဆိုတော့ခန္ဓာကိုယ်အတွက်ကျန်းမာရေးအတွက်အထူးတင့်တော်တဲ့စီမျိုးစားတွေပါအားလုံးလည်းသိပြီးကြပြီဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ်ငယ်စဉ်ကတည်းကဒါမှမဟုတ်လေကျွန်တော်တို့အရွယ်ရောက်တဲ့ကသိရှိခဲ့တဲ့အများစုတချို့အကြောင်းအရာတွေကလုံးဝမှန်ကန်မှုမရှိဘဲနဲ့မှားယွင်းတဲ့အချက်လက်တွေပါစေပညာရှင်ဒေါက်တာခရစ်ကနိုဘီနဲ့ဒေါက်တာကိတ်ရှနာဟန်တို့က chronic disease ဆိုခေါ်တဲ့ရေရှည်ပြင်းထန်တဲ့ကျန်းမာရေးချုပ်တဲ့သွားတဲ့အိဆာရက်တွေနဲ့အစီအစံတွေအထူးသဖြင့်စိတ်ယုံကနေပြီးတန့်စင်ပြီးတော့ရရှိတဲ့ C မျိုးစားတွေနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်တည်းက ရရှိတဲ့ရလက်တချို့လွန်ခဲ့တဲ့73နှစ်ကနေစပြီးလိလာထားကြပါတယ်သူတေနာပြုတ်လုခဲ့ပါတယ်အဲ့ဒီသူတေနာထဲမှာသူတို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့လိလာတွေးရှိချက်တွေကခနာကိုတဲ့အလုံးလုံးပုံသိပံကိုအခြေခံပြီးတော့တွေးရှိတဲ့အကြောင်းအရာတချို့ကိုကျွန်တော်လိလာထားသမျှပြောပြပါမယ်အင်းရစီရီယယ်နဲ့ပတ်သက်ပြီးတော့ရယူထားတဲ့ data အချက်လက်တွေပါဝင်တဲ့ဒီစရာကိုကြည့်မယ်ဆိုရင်1922ကနေပြီးတော့1988ခုနှစ်ထိ ကြားစားသုံးမှုပမာဏကြောင်းလဲမှုမရှိဘူးဆိုတာတွေ့ရပါတယ်။ဒါပေမဲ့နှလုံးကျန်းမာရေးအတွက်ကိုလက်စထရောအန္တရာယ်မရှိအောင်အကြံပေးချက်တွေကြောင့်ခင်းရက်စီစားသုံးမှုဟာဒီမှာကြည့်မယ်ဆိုရင်88ကီလိုရီကနေပြီးတော့950ကီလိုရီထိများလာခဲ့တာတွေ့ရပါတယ်။ဆိုရမယ်ဆိုရင်600ရာခိုင်နှုန်း မိဘလောက်တိုးပြီးတော့ဟင်းရစီတွေကိုစားသုံးလာကြတာတွေ့ရပါတယ်65နှစ်တာကာလအတွင်းမှာအဲ့ဒီဟင်းရစီတွေကိုတိုးပြီးစားလာတဲ့အတွက်ကြောင့်အဝလွန်လာခြင်းကိုလည်းတိုးလာတာဒီမှာတွေ့ရပါတယ်အဲ့ဒီမှာလည်းအစီစံစီစားသုံးမှုလည်းပါဝင်နေတာတွေ့ရပါတယ်သူတို့သူတေသနာဆက်လက်ဆောင်ရွက်ကြတဲ့အခါမှာအထူးသဖြင့်ဆက်ယုံကနေပြီးတော့တန့်စင်ပြီးထုတ်လုပ်ပြထားတဲ့အစီအစံစီဟင်းရွက်စီတွေကနေရရှိတဲ့ရလက်တချို့ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါတွေက အဝလွန်လာမယ် overweight စီဂျူ diabetes ရင်းထန်တဲ့ရေရှည်ကျန်းမာရေးချို့တဲ့ chronic disease နဲ့နှလုံးရောဂါအသေးစိတ်ဖုံးမယ်တွေးတူ cholesterol များခြင်းစတဲ့ metabolic syndrome လို့ယောဂါတွေကိုတွေ့ရှိတာကလွဲပြီးတော့ကျန်းနာဘာအနည်းမှမရှိပါဘူးအစီအစံဒီမှာ omega 6ပါဝင်မှုများတဲ့အတွက်စီထုတ်လုပ်ပြီးတော့သုံးဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အဆီတွေနဲ့အဲ့ဒီအဆီတွေကရောသွားပြီးတော့ဓာတ်တုံးမှုတွေဖြစ်လာပါတယ် အဲ့ဒီအချိန်ကာလကြာမြင့်လာပြီဆိုရင်ခန္ဓာကိုယ်ထဲမှာပျက်စီးမှုတွေစပြီးဖြစ်လာပါတယ်။ကျွန်တော်ဒီနေရာမှာအပိုင်းနှစ်ပိုင်းနဲ့သေချာရှင်းပြပါမယ်။ပထမတစ်ပိုင်းကသိပ်ပံကိုအခြေခံပြီးတော့ဤပညာအခေါ်အော်တွေနဲ့ခန္ဓာကိုယ်ထဲမှာချိတ်ဆက်အလုတ်လုတ်ပုံ mechanism အပိုင်းတွေကိုနားလည်ခြင်းတွေရဲ့အတွက်နောက်တစ်ပိုင်းကတော့ဤပညာအခေါ်အော်တွေမပါဘဲအဲ့ဒီနှစ်ပိုင်းနဲ့ကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်ခန္ဓာကိုယ်ထဲမှာစွန့်ရင်ထုတ်လုပ်ဖို့စွန့်အင်ကိုခန္ဓာကိုယ်ထဲရရရှိပြီးအသုံးပြုနိုင်ဖို့အတွက်စားစေတဲ့မှာ power house လို့ခေါ်တဲ့ mitochondria တွေရှိပါတယ်။အင်းရစီတွေအဆီဆန်စီတွေမှာပါဝင်တဲ့ omega 6ကြောင့် mitochondria တွေမှာနောက်ဆုံးအဆင့်ဖြစ်တဲ့စွမ်းရင်ထုတ်လုပ်တဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ electron တွေကိုသယ်ယူပို့ဆောင်ပေးတဲ့ cardiolipin molecule တွေကဓာတ်တွန်းမှုကြောင့်ပျက်စီးကုန်ပါတယ်။အဲ့ဒီလိုပျက်စီးလာပြီဆိုရင် mitochondria တွေရဲ့အတွင်းက layer အလွှာပျက်စီးလာပါတယ်။အဲ့ဒီပျက်စီးလာပြီးတဲ့နောက်ပိုင်းမှာ hydrogen proton ယိုစိမ့်မှုတွေဖြစ်လာပြီးတော့စွမ်းရင်ထုတ်လုပ်မှုကို အဖြစ်အပျက်နဲ့ကြာဆင်းလာပါအဲ့ဒီလိုဖြစ်လာပြီဆိုရင်ခန္ဓာကိုယ်ကလည်းစွန့်ရင်မရရှိတော့ပါဘူးကျွန်တော်ထပ်ပြောပါမယ်ခန္ဓာကိုယ်ထဲမှာ cell တွေတန်ပေါင်းများစွာရှိပါတယ်အဲ့ဒီ cell တွေထဲမှာကျွန်တော်တို့ခန္ဓာကိုယ်အတွက် energy ထုတ်ပေးတဲ့စွန့်ရင်ထုတ်ပေးတဲ့ mitochondria တွေနေထိုင်ပါတယ်အဲ့ဒီ mitochondria တွေနေထိုင်တဲ့ cell တွေရဲ့မျက်နှာပြင်ကိုဖြန့်ကြည့်လိုက်မယ်ဆိုရင်ဧက90လောက်ကြီးမားတဲ့မျက်နှာပြင်ကြီးရပါတယ်အဲ့ဒီဧက90လောက်ကြီးမားတဲ့မျက်နှာပြင်ကြီးစွန့်ရင်ရရှိနိုင်ဖို့အတွက်အသုံးပြုနိုင်ဖို့အတွက် mitochondria တွေက စွမ်းရည်တွေထုတ်လုပ်ပေးနေရပါတယ်အဲ့ဒါကြောင့်မျိုးမိုက်တိုကွန်ဒရီးယားတွေကျန်းမာနေဖို့အရေးကြီးပါကျွန်တော်ဘယ်လိုမြင်ကြည့်လို့ရလဲဆိုတော့ matrix တစ်ခုအနေနဲ့မြင်ကြည့်လို့ရပါတယ်မိုက်တိုကွန်ဒရီးယားတွေထဲမှာဟျက်စစ်တွေတူထောင်ပြီးတော့ထုတ်လုပ်ပေးပါတယ် omega 6ပါဝင်တဲ့ C တွေကြောင့်စိုက်ယုံထုတ် C တွေကြောင့် mitochondria တွေရဲ့အပြင်းအထန်ပျက်စီးလာပြီဆိုရင်ဖြည့်စစ်ယူဆိတ်မှုတွေဖြစ်ပြီးတော့စွမ်းအင်မထုတ်လုပ်နိုင်တော့ပါဘူးအဲ့လိုစွမ်းအင်မထုတ်ပေးနိုင်တော့တဲ့အတွက်အာဟာရတင့်တယ်မှုလည်းမရှိတော့ပါဘူး vitamin A K E D စတဲ့အာဟာရတွေချို့တဲ့လာတဲ့အတွက် အာရတင်းတိမ်မှုမရှိတော့တဲ့အခါမှာအချိန်ချင်းစားသုံးလိုစိတ်တွေဖြစ်ပေါ်လာပါတယ်အချိန်ချင်းနဲ့စားပြစ်လာကြအဝလွန်လာမယ်စီးချိုတွေဖြစ်လာကြမယ်မိုက်တိုကွန်ဒရီယာတွေပျက်စီးလာပြီဆိုရင်ပြင်းထန်တဲ့အနာရောဂါတွေဒါမှကကင်ဆာကိုလည်းဖြစ်စေပါတယ်တကယ်တော့စီးရီဆိုတာကခန္ဓာကိုယ်အတွက်ပြဿနာဖြစ်စေပါတယ်ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာအဆိပ်ဖြစ်စေတဲ့အကြောင်းအရာတွေကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်ပါအဆိပ်ဆံနေရာနဲ့ထုတ်ထားတဲ့စီကို poly unsaturated fatty acid လို့ခေါ်ပါတယ် poly ဆိုတော့ greek father စကားလာတာပါ many ညာစွာပါဝင်တာကိုပြောတာပါ unsaturated fat ဆိုတာကပြည့်ဝစီတည်ငြိမ်မှုမရှိတဲ့ခန္ဓာကိုယ်ထဲမှာဓာတ်တုံးမှုတွေကိုဖြစ်ပေါ်စေတဲ့ဓာတ်တုပစ္စည်းတွေပါဝင်မှုပါခုဒီမှာကြည့်မယ်ဆိုရင်အဲ့လိုရမှာပါ vegetable oil နည်းစီပါအရွက်တည်းရနေထုတ်လုပ်ထားပါတယ်ပြီးတော့ပေါ်ပြထားတဲ့စာရည်အရလည်းအရွက်တည်းကိုတေချာတန့်စင်ပြီးတော့ထုတ်လုပ်ထားတဲ့အတွက်မြင်ရတာကြားရတာ တက်မရေးကိုအထူးတင့်တော်တဲ့စီမျိုးစားပါဒါပေမဲ့အရွက်တွေကနေပြီးစီထုတ်လို့မရပါဘူးပြောင်းဘူးလို့နေကြာစလို့ပက်ပီဇက်လို့အစီအစံတွေရပဲစီကိုထုတ်လို့ထားတာပါအမှန်တကယ်ကတော့အစီအစံတွေမှာသဘာဝအတိုင်းရှိနေတဲ့အစီအစံတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အပိုင်းတွေပါဝင်ပါစီထုတ်လုပ်ဖို့အတွက်ပြုပြင်တန့်စင်လိုက်တဲ့အခါမှာအရွက်တွေပဲဖြစ်ဖြစ်အစီအစံတွေကိုပဲဖြစ်ဖြစ်စက်ရုံတွေမှာထုတ်လုပ်တဲ့အဓိကအဆင့်တွေကိုကျွန်တော်ပြောပြပါပူနဲ့ဖီယာ အစွန်းချွတ်စေးလို hexing 7လို့ဓာတုပစ္စည်းတွေအသုံးပြုပြီးတော့တန့်စင်ပြီးတော့ကြည်လင်တဲ့စီတွေရရှိအောင်ထောက်လုပ်ပါအဲ့ဒီထောက်လုပ်ပြီးတဲ့နောက်ပိုင်းမှာအနံဆိုးတွေကိုဖယ်ရှားဖို့အတွက်အပူချိန်ထပ်မံအသုံးပြုပြီးတော့ deauthorize ဆိုတဲ့စနစ်ကိုဖြတ်ကျော်ပြီးတဲ့အခါမှာတန့်စင်ကြည်လင်ပြီးတော့စိုင်းဒီမှာကြာကြာအထားခံပြီးရောင်းလို့ရတဲ့ဒါမှမဟုတ်လေအိမ်မှာကြာကြာထားပြီးတော့အသုံးပြုလို့ရတဲ့ C အဆင့်ကိုရရှိသွားပါတယ်။အဲ့ဒီလိုအပူချိန်အဆင့်ဆင့် PR ချွတ်စေးနောက်ထပ်အပူချိန်အမျိုးမျိုးအသုံးပြုပြီးမှသာကျင်းလင်းတန့်စင်ပြီးတော့မမြင်ရတဲ့အစိတ်တွေပါဝင်နေတဲ့ NUSC အစီအစံစီတွေကိုတောင်းတဲ့အခါမှာစိုင်းနေမှာကြာကြာအထားခံပြီးတော့အိမ်မှာလည်းသုံးဆွဲတဲ့အခါမှာကြာကြာထားပြီးတော့အသုံးပြုနိုင်ကြပါတယ်။ဒါကြတော့ကျွန်တော် idea ကိုပြောရမယ်ဆိုရင်အဲ့ဒီ C မျိုးစားတွေကိုအသုံးပြုရင်အထင်တော်ဆုံးက engine wine လိုမျိုးဆက်စီတွေမှာအသုံးပြုလိုက်တာကမှအတိတ်ပဲရှိပါလိမ့်။ဒါကိုယ်တည်းကမှထုတ်လုပ်စဉ်အခါတည်းက ူချိန်မျိုးမျိုးဖီအားမျိုးမျိုးနောက်ထပ်အပူချိန်တွေတုံးပြီးတော့ထုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုကြပါစို့စားတော့ဆိုင်ဒီမှာဆိုရင်ချိန်မကအထက်ထက်အုံပြကြတာအိမ်မှာချက်ပြုတ်တဲ့အခါမှာလဲပူချင်းထက်မှန်တက်ရောက်သွားတဲ့အတွက်ဥပမာပေးရမယ်ဆိုရင်အာလူကျော်တစ်ချောင်းဆိုရင်ဆဲလစ်တစ်လိမ့်မှာပါဝင်တဲ့အစိမ့်နဲ့ညီမျှပါတယ်တကယ်ပါဆဲလစ်တောက်တဲ့လူဆဲလစ်ဖြတ်လိုက်မယ်ဆိုရင်လုံးဝဖြတ်လိုက်ပြီဆိုရင်ခန္ဓာကိုယ်ထဲမှာဆဲလစ်ရဲ့အစိမ့်တွေက6လတစ်နှစ်နေတန့်စင်သွားပါတယ်အစိအစံစီသုံးတာများတဲ့လူတွေလုံးဝ ရက်လိုက်တယ်လုံးဝဖြတ်လိုက်ပြီဆိုရင်အဲ့ဒီအစိအစံရဲ့စီတွေရဲ့အစိတ်တွေကခန္ဓာကိုယ်ထဲမှာရက်ပေါင်း600နှစ်နှစ်နီးပါးကိုနေနိုင်ပါတယ်ခန္ဓာကိုယ်ကလည်းအဲ့ဒီစီတွေကိုစွန့်ရင်အဖြစ်အသုံးမပြုနိုင်တဲ့အတွက်စွန့်ရင်မချက်လုံနိုင်တဲ့အတွက်အဲ့ဒီစီတွေကခန္ဓာကိုယ်ထဲမှာကြာကြာနေနိုင်ပါတယ်ခန္ဓာကိုယ်ထဲမှာ insulin resistant ဖြစ်လာမယ်စီးကျူဖြစ်လာမယ်အဝါလွန်မယ်အသေးစီဖုံးမယ်နှလုံးရောဂါတွေဖြစ်လာမယ်ကန်ဆာရောဂါတွေဖြစ်နိုင်ချေပိုပြီးတော့နှီးဆက်လာမြင်သာအောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့နေပူထဲမှာကြာကြာနေပြီဆိုရင် နေလောင်တဲ့အတွက်အပေါ်ရန်အရေကုန်ကြီးကွာထွက်လာတယ်လို့ခန္ဓာကိုယ်ရဲ့ cells ရဲ့ cells membranes အပေါ်ရန်အလွှာတွေကလည်းပျက်စီးလာပါတယ်။ကြားတို့ကာဘိုဟိုက်ဒရိတ်တို့ကမှတော်ပါသေးတယ်။ကျွန်တော်စားရမယ်လို့ပြောတာမဟုတ်ပါဘူး။ခန္ဓာကိုယ်ကအဲ့ဒီကြားတို့ကာဘိုဟိုက်ဒရိတ်တွေကနေစွန့်ရင်ရရှိနိုင်တယ်လို့ခြေဖြတ်ပေးနိုင်ပါသေးတယ်။အချိန်ကြာမြင့်လာတဲ့အခါကျမှ vitamin B1 လိုမျိုးအဟာရမျိုးတွေချို့တက်လာပြီးတော့အနာရောဂါတွေဖြစ်လာကြပါတယ်။ခုဒီဇာတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် ီဘက်မှာတွေ့ရတာ pro oxidation index ကိုခေါ်ပါတယ်။အောက်မှာဖော်ပြထားတာက C အမျိုးအစားတွေပါ။ဇရားရဲ့ခေါင်းစဉ်ကတော့ vegetables oils are dangerous because they oxidize ဒီမှာဆိုရင်အဆိပ်ဖြစ်စေတဲ့အတိုင်းတာပမာဏအများဆုံးကအနေအများဆုံးပါဆိုတော့ဒီမှာကြည့်မယ်ဆိုရင် soybean, pepsicc အနေအများပါတယ်ဒုတိယကပြောင်းကူးစီ တတ္တယနေကြစီနောက်ဟင်းရစီတွေပါအန်ရဖြစ်စီတဲ့အစိတ်အနည်းဆုံးကအုံးစီဒီမှာတွေ့ရပါတယ်အမဲစီတန့်ရင်းစီပါဒီနေရာမှာကျွန်တော်အကြံပေးချင်တာကတော့ကျွန်တော်ရဲ့ပုံစံအတိုင်းအားလုံးကိုစက်မိုင်းနဲ့ပတ်သက်ပြီးမှန်ကန်တဲ့ဘုဒ္ဓတရားတွေကိုပဲရရှိစေချင်ကျွန်တော်တို့ခုလိုသိလာပြီဆိုရင်ရွေးချယ်စရာတွေရှိပါတယ်တန့်ရင်းစီအမဲစီထောဘတ်ဒါမှမဟုတ်လေဂီထောဘတ်ထောဘတ်တီစီအဲ့ဒါဒီကိုအသုံးပြုတော့မယ်ဆိုရင် အခုချင်းအများကြီးနဲ့စီနှစ်ကြော်တာမျိုးကိုမပြုတ်လို့တင်ပါဘူး။ဘယ်စီအမျိုးအစားပဲဖြစ်ဖြစ်အခုချင်းမြင်မာတဲ့အခါမှာပြဿနာရှိပါ။ဟောဘက်ဒီစီမှာလည်းပြုတ်ပြင်ထားတဲ့စီဆိုရင်အနေရှိပါ။အခုချင်းအ ਨੇ ဆုံးမှာထားပြီးထောက်လုပ်ထားတဲ့အယောင်ကလည်းအစိမ်းရောင်ရှိနေမယ်ဆိုရင်တော့အရွက်ဒီမှာဆန်းပြီးတော့ဆက်လက်ပြုတ်လုပ်ပြီးတော့အသုံးပြုတင်ပါ။တကယ်တော့ဟောဘက်ဒီစီက mono saturated fat အမျိုးအစားပါ။ဖက်တိုးမှုကိုလည်းအ ਨੇ ဆုံးပဲဖြစ်ပေါ်စေပါ။ olive wine လို့ခေါ်တဲ့တန်ဝင်စီယာဆိုလို့ရှိရင် ဓာတ်တုံးမှုအ ਨੇ ဆုံးပဲဖြစ်ပေါ်စီပြီးတော့ခန္ဓာကိုယ်ထဲမှာအနာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ antioxidant တဲ့ကျွေးသွားပါကျွန်တော်ရိုရိုထောပတ်တဲ့စာရင်ဒီမှာဆိုရင် ghee ထောပတ်ကအပူချိန်မြင့်မားမှုကိုခံနိုင်ရှိပါတယ်နောက်တစ်ခုက coconut wine coconut wine ရာဆိုရင်အပူချိန်အသင့်တင့်မှာအသုံးပြုလို့ရပါတယ်မဲစီထောပတ် ghee ထောပတ်တွေကအသုံးပြုရင်အသင့်တော်ဆုံးပါကြက်ဥကြော်တဲ့အခါမှာအရွက်ကြော်တဲ့အခါမှာအသုံးပြုရင်တင့်တော်ပါ air flyer ကတော့စီပါဝင်မှုမရှိတဲ့အတွက်အသုံးပြုရင်အသင့်တော်ဆုံးနောက်တစ်ခုအရေးကြီးတာကအစားအစာတွေမှာဖော်ပြထားတဲ့အချက်တွေရှိပါတယ်အဲ့ဒါတွေကိုတတိထားဖတ်မိဖို့အတွက်လိုအပ်ပါတယ်အဲ့ဒီမှာဖော်ပြထားတာတွေက nutrition facts အဟာရပါဝင်မှုအဲ့ဒါလည်းဖတ်ဖို့လိုအပ်တယ်လို့အဲ့ဒါထက်ပိုပြီးအရေးကြီးတာက ingredients ကိုခေါ်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေပါဒီကနေကျွန်တော်စင်ခေါ်ရေးပါတယ်အပြင်မှာရှိတဲ့အစားအစာတွေအားလုံးရဲ့95ရာခိုင်နှုန်းလောက်က ခန္ဓာကိုယ်အတွက်ကျန်းမာရေးအထောက်အပံ့ဖြစ်စေတဲ့ saturated fat လို့ခေါ်တဲ့ပြည့်ဝစီပါဝင်မှု immediate နေပါပြီးတော့ unsaturated fat စီနဲ့ထုတ်လုပ်ထားတဲ့အစားအစာတွေက immediate ကိုပေါ်များပါတယ်ဝယ်ယူရတဲ့လေကူဈေးုံဈေးကန်းတွေမှာအသုံးပြုဖို့စရိတ်လုံလုံလောက်လောက်စုပြစ်အောင်ဈေးသက်တာပြီးတော့ပေါ်ပေါ်များများထုတ်လုပ်ထားတဲ့ဒီအစားအစာတွေကဘယ်နေရာတော်တော်ကျွန်တော်တို့ရဲ့ပါဝင်ကျင်မှာအမြဲတွေ့နေရပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုနဲ့ကိုမိသားစုကိုပါဝင်ကျင်ကနေတဆင့် ကိုနိုင်ငံကိုလူမျိုးကိုတိုင်းပြည်မှာနေထိုင်ကြသူတွေအကုန်လုံးမှန်ကန်တဲ့စားတောက်နေထိုင်မှုနည်းနဲ့ကျမရေးတိုးတက်ကောင်းမှုပြီးမစီကားတဲ့နေရာတွေကိုတည်ထားမိအောင်ဝိုင်းပြီးတော့ကူညီပေးကြပါဒီဗီဒီယိုမှာဘလို့အမြင်ရှိတယ်ဆိုတာကိုလည်း comment မှာရေးသားပေးနိုင်ပါတယ် Thank you for watching and I will see you in next video